မင်္ဂလာပါခင်ဗျရှကုန်ခစ်တက်ကနေဒီနေ့လည်းကင်တဲ့နေကိုတင်ဆက်ပေးပါမယ်ဒိုင်းပြည်မှာကုန်သွယ်ရေးပုံငွေအမေရိကန်ဒေါ်လာ1ဘီလီယံကျော်ရှိနေပြီလေပြည်ပထွက်တဲ့လူတွေများနေတာရောပြည်ပကပစ္စည်းတွေတရားမဝင်တင်သွင်းနေတာတွေကြောင့်မှနိုင်ငံခြားငွေတွေဟာလုံငွေတွေပြနေတဲ့အပြင်ဈေးနှုန်းတွေပါမြင့်တက်နေရတယ်ဆိုပြီးအကြမ်းဖက်မဲအွန်လိုင်းကပြောဆိုသွားပြန်ပါတယ် ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာအာရကတတော်အေးအေးရဲ့လက်ချက်နဲ့ပဲစနိုက်ပါမိပြီးဝဲချင်းပြီးကိုတေသွားတယ်အကြပ်ဖက်စစ်ကောင်စီရဲ့အမှတ်၁၁ခြေမြန်တက်မှဌာနချုပ်နီးပြွာမှုဗိုလ်မှူးကြီးကျော်မြို့အောင်ဆိုတဲ့သူကိုတေသွားပြီးတော့မှဗိုလ်မှူးချုပ်ယာဓုတဆင့်တိုးပေးလိုက်ပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းတဲ့နေ့ကိုတင်ဆက်ပြပါမယ်အခုပြပါဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တိုင်းပြည်မှာကုန်သွယ်ရေးပုံငွေအမေရိကန်ဒေါ်လာ1ဘီလီယံကျော်ရှိနေပြီမြတ် ပြပထွက်တဲ့သူတွေများနေတာရောပြပကပစ္စည်းတွေတရားမဝင်တင်သွင်းနေတာတွေကြောင့်ပါနိုင်ငံငွေတွေဟာလုံငွေတွေပြနေတဲ့အပြင်ဈေးနှုန်းတွေပါမြင့်တက်နေရတယ်ဆိုပြီးအကြက်ဖက်မင်းအောင်လိုင်းကပြောဆိုသွားပြန်ပါတယ်ဒါကတော့ယမန်နေ့ကနေပြည်တော်မှာလုတ်သွားတဲ့ငလင်ဘေးအလွန်ပြန်လဲထူထောင်ခြင်းဆွေးနွေးပွဲမှာအကြက်ဖက်မင်းအောင်လိုင်းကိုယ်တိုင်ပြောသွားပြန်တာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီမှာအကြက်ဖက်မင်းအောင်လိုင်းအတိတ်ကပြောသွားတာကတော့ သူတို့စစ်ကောင်စီလက်ထက်မြန်မာနိုင်ငံမှာ2024-25ဘန်နာရီနှစ်မှာပဲကုန်သွယ်ရေးပုံငွေအမေရိကန်ဒေါ်လာ1ဘီလီယံကျော်ရှိတဲ့အကြောင်းတွေအဲ့လိုရှိပြီမယ်။တစ်ဖက်မှာတော့ပြည်ပထွက်နေတဲ့သူတွေများနေတာရောပြည်ပကပစ္စည်းတွေတရားမဝင်တင်သွင်းနေတာတွေကြောင့်ပါနိုင်ငံခြားငွေတွေဟာလုံငွေတွေပြနေတဲ့အပြင်အဲ့ဒီနိုင်ငံခြားငွေဈေးနှုန်းတွေပါမြင့်တက်နေရတယ်ဆိုပြီးအချက်ဖက် main online ကပျော်သွားတဲ့အပြင်အဲ့ဒီအတွက်ပြည်တွင်းထုတ်ကုန်တွေကိုအစားထိုးနိုင်အောင်လုပ်ရမယ်ဆိုပြီးတော့ပါပျော်သွားပြန်တယ်လို့သိရပါတယ်။ ဒါပြင်တစ်ဖက်မှာလည်းမြန်မာနိုင်ငံမှာပြည်ပထွက်တဲ့သူတွေများနေတဲ့အတွက်နိုင်ငံသားငွေသုံးစွဲမှုများပြားနေတာကိုထိန်းချုပ်ဖို့ဆိုပြီးအကြံဖတ်မင်းအွန်လိုင်းကပြည်ပထွက်တဲ့သူတွေအားလုံးကိုအလဲပတ်ပဲဖြစ်ဖြစ်ဈေးကူတာပဲဖြစ်ဖြစ်ပညာရေးဖျားဘူးစီးပွားရေးအလောက်ကစတဲ့အကြောင်းအရာတွေအကုန်လုံးကိုပြန်လဲစီစစ်ပြီးသူတို့ရဲ့ခွင့်ပြုချက်မရှိဘဲထွက်ခွင့်မပေးဖို့ညွှန်ကြားထားတယ်လို့လည်းနေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာ အရကတတော့အေးအေးရဲ့လက်ချက်နဲ့ပဲစနိုက်ပါမိပြီးပွဲချင်းပြီးကိုတေသွားတယ်အကြဖတ်စက်ကောင်စီရဲ့အမှတ်၁၁ခြေမြန်တက်မှဌာနချုပ်နီးပြူအမှုဘုံမူကြီးကြော်မျိုးအောင်ဆိုတဲ့သူကိုတေသွားပြီးတော့မှဘုံမူချုပ်ယာတုတဆင့်တိုးပေးလိုက်ပြန်တယ်လို့စစ်တပ်အတိုင်းဝိုင်းနဲ့စီဒီအမ်ဘူကြီးဇင်ရောကပြောပါတယ်ဖြစ်စဉ်ကတော့မေလ29ရက်နေ့ကပဲရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာအကြဖတ်စက်ကောင်စီတက်တဲ့အရကတတော်အေးအေးကြတိုက်ပွဲဖြစ်ပွားတဲ့အချိန်စစ်ကောင်စီဘက်က အမှတ်7ချင်းမြတ်တပ်မဌာနချုပ်ရဲ့နိဗျူဟာမှုဗိုလ်မှူးကြီးကျော်မျိုးအောင်ဆိုတဲ့သူဟာအရခတတော်အေအေရဲ့စနိုက်ပါမိပြီးပွဲချင်းပြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီလိုစနိုက်ပါမိပြီးတိတ်သွားတဲ့ဗျူဟာမှုကျော်မျိုးအောင်ဆိုတဲ့သူဟာသူတိတ်တဲ့အချိန်မှာဗိုလ်မှူးကြီးအဆင်မရှိရကနေတိတ်သွားပြီးတော့မှတဆင့်မြင့်တဲ့ဗိုလ်မှူးချုပ်ယာတုကိုစစ်ကောင်စီကတိုးပေးလိုက်တယ်လို့စစ်တဲ့အတိုင်းဝိုင်းနဲ့စီဒီအမ်ဗိုလ်ကြီးဇင်ရောကပြောထားပါတယ်အဲ့ဒီလိုအရခတတော်အေအေရဲ့လက်ချက်နဲ့ပဲပွဲချင်းပြီးကိုတိတ်သွားတဲ့ဗိုလ်မှူးကြီးကျော်မျိုးအောင်ဆိုသူရဲ့မသားလောင်းကိုတော့ စစ်ကောင်စီကရန်ကုန်မြို့ကိုရဟတ်ရင်နဲ့ပြန်လည်တည်ဆောင်ခဲ့ပြီးအင်းတိုင်းမှာရှိတဲ့အမှတ်၁၁ချင်းမြန်တပ်မဌာနချုပ်မှာမတာချအတုပတ်ကိုစီစဉ်ပြီးတော့မင်္ဂလာတုံးစစ်တင်းကြီးမှာအခမ်းအနားနဲ့တကြိုလိုက်ကြတယ်လို့လည်းသိရပါတယ်ခင်ဗျတပ်ဖက်မှာတော့ ရန်ကုန်မြို့မှာသကောင်စင်းတဲမှာပါတဲ့စစ်မှုထမ်းအကြုံးဝင်သူလူငယ်တွေကိုရှာလို့မရတော့ရင်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကတာဝန်ခံပြီးလူအစားထိုးရှာဖွေပေးရမယ်လို့စစ်ကောင်စီလက်အောက်ခံထွေအုပ်ကအမိန်ပေးညွှန်ကြားထားပြန်တယ်လို့မြန်ကုန်မြို့နယ်ထွေအုပ်ဦးစီးဌာနတရင်ရင်းမြစ်ကိုတိုင်းကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိမှာတော့စစ်ကောင်စီဟာစစ်မှုထမ်းခေါ်ယူရမှာသကောင်စင်းတဲမှာပါတဲ့စစ်မှုထမ်းအကြုံးဝင်သူလူငယ်တွေကိုစရင်ပြုစုခေါ်ယူတဲ့စနစ်ကိုပြောင်းလဲထားတယ်ဆိုပါတယ်အဲ့ဒီအတွက် လက်ရှိရန်ကုန်မြို့မှာသက်ဆိုင်ရာမြို့နယ်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေဟာစစ်မှုထမ်းမှုလူငယ်တွေကိုစင့်ခေါ်ရာမှာတကောင်ဇင်းပါအချက်လက်ကိုအခြေခံပြီးခေါ်ယူတာတွေပါလုပ်နေသလိုအဲ့လိုခေါ်ယူရာမှာစစ်မှုထမ်းမှုအကျုံးဝင်တဲ့လူငယ်တွေကိုရှာလို့မရတော့ရင်သက်ဆိုင်ရာမြို့နယ်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကတာဝန်ခံပြီးတော့လာစဉ်စစ်ကောင်စီကိုပေးရမယ်စစ်မှုထမ်းလူငယ်တွေအချိန်မီရရှိဖို့အတွက်လူစားထိုးတာတွေကိုလှုပ်ပေးရမယ်ဆိုပြီးတော့ပါစစ်ကောင်စီလောက်ခံ ထွေအုပ်ကအမိန်ပေးညွှန်ကြားထားပြန်တယ်လို့မြန်မာမျိုးနဲ့ထွေအုပ်ဦးစီးဌာနသတင်းရင်းမြစ်ကိုတိုင်ကပြောထားပါတယ်။ ဘလို့နီးနေပဲဖြစ်ဖြစ်စစ်မှုန်တတအစ်တတွေကိုစစ်ကောင်စီအတွက်လစဉ်လိုအပ်တဲ့အင်အားပမာဏအတိုင်းပေးကိုပေးရမှာဖြစ်တဲ့အတွက်သဆိုင်ရာကြေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကပေါ်တာပဲဆွဲဆွဲစင်မဲ့ခေါ်ခေါ်မှောင်ရိတ်ခုံမှုနဲ့ပဲဖန်ဖန်အဓိကလာစဉ်ပေးရမယ်စုံတန်းတတတိပမာဏပြည့်အောင်လုပ်ပေးရမယ်ဆိုပြီးထွေအုပ်ကအမိန်ပေးညွှန်ကြားထားတဲ့အကြောင်းကိုလှိုင်မြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့တည်င်းရင်းမြစ်ကလည်းအတိပြုပြောထားပါသေးတယ်ခင်ဗျ။တဖက်မှာတော့ ချင်းမီနယ်ကိုစစ်ကြောင်းထိုးလာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းတဲကစစ်မှုထမ်းတပ်သား6ဦးဟာလက်နက်နှစ်လက်နဲ့အတူတော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့ကလေးမျိုးပြပျောက်ကြားစီမံချက် UG အဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့မေလ16ရက်နေ့ကစပြီးချင်းမီနယ်ကိုစစ်ကြောင်းထိုးလာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းတဲကစစ်မှုထမ်းတပ်သား6ဦးဟာမေလ21ရက်နေ့ကပဲလက်နက်နှစ်လက်နဲ့အတူတော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်။ အဲ့ဒီလိုအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတစ်6ဦးကိုဒေါ်လိုင်းတက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုစောင့်ရှောက်ပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်ဂုံပြူစုငွေ350ကျပ်ကိုလည်းချင်းမြင့်ပေးထားပါတယ်လို့ကလေးမျိုးပြပျောက်ကြားစီမံချက် UG အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတပ်ဖက်မှာတော့ ပကိုးတိုင်းနဲ့ကင်းပြင်းနဲ့အဆက်ကတောင်ကူလိတ်တူလမ်းပိုင်းကိုစစ်ကြောထိုးလာပြန်တဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ချင်းမမှုအတွေ့စစ်ကောင်စီဘက်ကတော်တော်ကိုအထိနာနေတယ်လို့ဝရဇင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ28ရက်နေ့ကစပြီးပကိုးတိုင်းနဲ့ကင်းပြင်းနဲ့အဆက်ကတောင်ကူလိတ်တူလမ်းပိုင်းကိုအချက်ဖက်စစ်ကောင်စီတပ်ကစစ်ကြောထိုးလာပြန်တဲ့အချိန်တော်လန်ရေးပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ချင်းမုံခဲ့တယ်ဆိုပါတယ် ဲ့ဒီလိုတိုက်ခိုက်မှုတွေအတွေ့စစ်ကောင်စီဘက်ကတော်တော်ကိုအထိနာနေပြီသူတို့ဘက်ကသေးတဲ့သူတွေနဲ့ဒဏ်ရာရတဲ့သူတွေရဲ့စရင်ကိုဆက်လက်အတီးပြုတ်နေတယ်လို့စစ်ရေးကတော့အဲ့ဒီဘက်မှာဆက်ပြီးတင်းမာနေတဲ့အတွက်အတိအကျကိုထပ်ပြီးထုတ်ပြန်ပေးပါမယ်လို့လဲရဇင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျတပ်ဖွဲ့မှာတော့စကိုင်းမြို့နယ်အတွင်းမှာ အကြဖက်စကောင်းစီတက်ကပြည်သူတွေကိုလူသားတိုင်းအဖြစ်ဖန်ဆီးပြီးစစ်ကြောင်းထိုးတာတွေလာလုနေပြန်တဲ့အတွက်ကြေးရွာရှေ့ရွာကျော်ကပြည်သူထောင်ဝင်ဝင်ကျင်တော့ဟာဘေးလူရကိုတင်းရှောင်နေရတယ်လို့ပြည်သူပတ်တော်သားအဖွဲ့တောင်ဝင်ငန်းကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဒီကနေ့မေလ31ရက်နေ့မှာပဲစကိုင်းမြို့နယ်အနောက်ချမ်းမှာရှိတဲ့ညောင်ကုန်းတလွန်ဖြူကျွယ်လူတောင်းမှဆင်းမြေမအူပဲသားဒွန်းနယ်ကုန်းတန်လေးကျေးရွာတို့ကိုအကြဖက်စကောင်းစီတက်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးပြည်သူတွေကိုပါလူသားတိုင်းအဖြစ်ဖမ်းဆီးတာတွေလုပ်နေတယ်ဆိုပါတယ်။ လက်ရှိမှာတော့ဂျေးရွာရှစ်ရွာကျော်ကပြည်သူထောင်ကနေဝင်းကျင်လောက်ဟာဘေးလွယာကိုတိမ်းရှောင်နေရပြီးစစ်ကောင်စီတပ်ကလူသားတိုင်းအဖြစ်ဖမ်းဆီးထားတဲ့ပြည်သူအရေးအတွက်ကတော့လက်တလောအတီးပြုတ်လို့မရသေးပဲဖမ်းဆီးခံထားရတဲ့ပြည်သူတွေတချို့ရှိတယ်ဆိုတာကိုတော့သိထားရတယ်လို့ပြည်သူ့ဘက်တော်သားအဖွဲ့တာဝန်ခံကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ